ခုတချေပြပြသွားမှာကတော့ AI tools တွေထဲကမှာ presentation slide create လုပ်တဲ့ AI tools ဖြစ်ပါတယ်။တချေအခု free သုံးခုကိုပြပြပေးသွားမယ်ပေါ့နော်။ဒါပေမဲ့ market share မှာကတော့ဒါ free ကို limited အနေနဲ့သုံးလို့ရတယ်လို့မျိုးပတ်စံပေးပြီးတော့ဝယ်သုံးလို့ရတယ်လည်းအများကြီးပေါ်နေပြီပေါ့နော်။အဲတချေအကြိုက်ဆုံးတစ်ခုကတော့ gamma app app ဖြစ်ပါတယ်။အဲ့တော့ဒီ gamma.app မှာဆိုလို့ရှိရင်တကယ်ကြိုက်တာကသူကတခြား slide တွေဆိုမှတော့ slide create လုပ်တယ်ပြီးတော့ connect လုပ်လို့ရတာနည်းနည်းလေးအဲရှားရပေါ့နော်။သူ့ရဲ့အထဲမှာကြတော့သူကဒီ slide create လုပ်ရုံနဲ့မကဘူး။အထဲထဲမှာက found တွေအပြင်ကအပြင်က link အနေနဲ့လည်းချိတ်ဆက်ပြီးတော့လုပ်လို့ရတာကိုပြီးတော့ live action ပေါ့နော်ပြလို့ရတာကိုတကယ်အရင်နဲ့သဘောကျပါတယ်။အဲ့တော့ဘယ်လိုသုံးရမလဲဆိုလို့ရှိရင် gamma.app ကိုသွားပါ။သွားပြီးတော့ account ဖွင့်ပါ။ဖွင့်ပြီးသွားတာနဲ့သူ့ထဲမှာအဲသူက create slide with AI ဆိုပြီးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ထဲမှာမှာကိုလိုဂျင်နဲ့အဲဒီကိုလိုဂျင်နဲ့အကြောင်းအရာကိုပေါ့နော်စာရေးထည့်ရမယ်ပေါ့နော်ဥပမာကိုလိုဂျင်နဲ့အဲ slide ရဲ့ information ပေါ့နော်ကိုပြောခြင်းနဲ့အကြောင်းအရာက project အကြောင်းပြောမှလားအလုပ်အကြောင်းပြောမှလားဒီလို information တွေတော့ထည့်လိုက်ရမယ်ထည့်လိုက်တာနဲ့သူက second minute အတွက်ပိုင်းအတွင်းမှာပေါ့နော် အထည့်လိုက်တာနဲ့သူက second minute ပိုင်းလေးအတွင်းမှာကိုပဲကိုလိုချင်တဲ့ slide ရှိခုဆိုရှိခု10ခုဆို10ခု template နေနဲ့ create လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ gamma.app ဖြစ်ပါတယ်นี้ปုံสันอดุดูเว้ยตะชา app นี่ละต้องลงได้อะไรก็တော့ beautiful.ai ပြီးရနောက်တစ်ခုကတော့ canvas မှာမှာ magic canvas ကိုတောင်းရမယ်ပေါ့เนาะပုံမှန် canvas ဆိုရင်တော့သူက template တွေပဲရှိမှဖြစ်ပြီးတော့ ai ပါတဲ့ဟာကိုတောင်းကျင်တယ်ဆိုလို့ရှင်เนาะ magic canvas ကိုတောင်းရပါမယ် ခရစ်လုတ်ပုံနှုံနီးရပါတော့ဖန်တီးပုံဖန်တီးနီးရတော့တစ်ချက်ခုနပြောတဲ့ပုံစံအတိုင်းပဲဖန်တီးလို့ရပါတယ်ဒါကြောင့်မို့လို့ AI ပါတဲ့ slide ကိုစမ်းသုံးကြည့်ခြင်းနဲ့ဆိုရင်ကိုမ email account account create လုပ်ရုံနဲ့စမ်းသုံးလို့ရပြီနော်